နှွေနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်ရာယခုနှစ်တွေထွန်းနှောင်းကောင်းပြီးတောင်တင်းများစေကောင်းရရှိနေတဲ့တရင်ကိုတင်ဆက်မှာဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းဒေသကြီးအတွင်းကစရိတ်တောက်ဒေသများမှာစိုက်ပျိုးတဲ့နှွေနှမ်းဆိုင်ခင်းတွေစတင်ရိတ်သိမ်းနေပြီဖြစ်ပြီးနှာကြိုက်မိုးရခဲ့လို့အထွန်းနှောင်းကောင်းမှာဖြစ်တဲ့လုံနှမ်းဆိုင်တောင်သူများထံမှသိရပါဗျ။မလ15ရက်နောက်ပိုင်းမှာမိုးရေရရှိလို့စိုက်ပျိုးခဲ့ရမှာလက်ရှိမှာတော့ရိတ်သိမ်းနေစေဖြစ်ကြောင်းနှွေနှမ်းများစိုက်ပျိုးရမှာဇပန်နှမ်းဖြူ မမာနှမ်းပြူနဲ့နှမ်းနှက်တွေကိုအများဆုံးစိုက်ပျိုးကြ။ပုံမှန်အဖြစ်တရေကမှနှမ်းစေတင်းကြော်ထွက်ရှိပေမယ်။ဒီနေ့မှာပုံမှန်ထွက်ရှိနိုင်တယ်လို့ဆိုပါရယ်။နှမ်းနှက်မှာပြပပုံကုန်ဖြစ်တဲ့အတွက်ဝယ်လိုအားကားနာကြောင့်ဈေးကောင်းရရှိနိုင်လို့ရိတ်သိမ်းပြီးနောက်တလကြာဆောင်ဆိုင်ပြီးဈေးကွက်တင်ရောက်ချပါကဈေးကောင်းရရှိနိုင်တယ်လို့သိရပါရယ်။ဇွန်20ရက်ကမန်းလေးကုန်စည်တိုင်းနှမ်းပေါစီများမှာ45ပိတ်တာရှိနှမ်းနဲ့စမုံအစ်တဲအိတ်ကို9သိန်းခွဲမှ10သိန်းတထောင်ကျပ်ဝင်းခြင်း ဂျပန်နန်းဖြူမှာ3900ကျပ်မှ4သိန်းကျပ်၊ဂမာနန်းမှာ3900ကျပ်မှ3သိန်းခွဲကျပ်၊နန်းမြို့မှာ3900ကျပ်မှ3900ကျပ်ဖြစ်ကြောင်းသိရပါရရှင်။